ဟိုဟိုစလေးမိုးတစ်ချိန်ဘယ်လိုခေါ်လဲဟလာမိုးချိုးပြစ်တာမိုးချိန်တာမိုးချိန်တာဝုံးဆိုလေးအိတ်နေတာတော့လန့်နိုးတယ်နေအောင်လုံးအိတ်နေတာဂေါ်ဂေါ်နဲ့ချနေတာနဲ့မလေးဆိုပြီးတော့လေးသိလားနေအောင်လုံးလန့်နိုးတယ်ကိုတယောက်တည်းမဟုတ်ဘူးနေအောင်လုံးနေအောင်လုံးကိုလူပါနိုးတယ်ဆိုရင်ဒါတော်တော်အချိန်နေဟဲ့အဲ့လိုယူနော်အုံအုံကြီးနေလူနော် င်နေဟုတ်လားမသိဩနောက်ကပါတိတ်ဘလောက်လဲတဲ့နောက်ကပါတိတ်ရောင်းကောင်းဘမတော်လို့ပါတိတ် life မမားပါအောင်နော်ဘယ်မှာတော့ပါတိတ်ဘယ်မှာပါတိတ်ရောင်းလို့တော့ကောင်းလိုက်တဲ့မိုးတခါနဲ့ရေဒီမိုးတွေသတိထားကြတော့နော်ဘာဖြစ်ဆုံး မြေကြီးနာအေယာဝရီမေခမလိကရေကြီးရယ်ဆိုရင်သူကအေယာဝရီကို73ရက်ဘုတနည်းကကျွန်တော်ဖတ်လာစာဖတ်တော့နည်း73ရက်လောက်နေအေယာဝရီကိုရောက်မယ်တဲ့ဆိုတော့အခုဆိုရင်ဒါ10ရက်ဝန်းကျင်လောက်ပေါ့နော်10ရက်ဝန်းကျင်လောက်ဆိုဒီရေတွေကအေယာဝရီစီးလာဟိုဒီအေယာဝရီဒီဒီဒီအေယာဝရီဆိုတော့အေယာဝရီတိုင်းဘက်ကိုနော်စီးလာမှာဆိုတော့ဒီဘက်တွေရေတွေကြီးအောင်မှာပေါ့လေအဲ့ဒါ

没有上多的，确实、嗯。那、嗯、边，包括哪边那个确实没啊。最啊，最近我服嗯嗯。北塘那阿信的化我就不拉起联系阿妹。<noise> 嗯 akeh. Thank

ဲကဲကဲအရန်လာတာလေတကွင်းတော်ဝထားတယ်လိုင်းလေးလူလေးတက်အောင်စောင့်နေတယ်လိုင်းလေးလူလေးတက်အောင်စောင့်နေတယ်လိုင်းလေးလူလေးတက်အောင်စောင့်နေတယ်တီလာတီလာ လူလေးတန်အောင်စောင့်နေတယ်လူလေးတန်အောင်စောင့်နေတယ်ဒီမျိုးတွေအုံးမိုင်းနေရသည်ဒီရဝမရဝမရနာတီအဲ့ဒီအကြီးကျယ်တိုက်ခိုက်တဲ့ကာလတွေတော့ဆိုဘလောက်တောင်ဆိုးလဲဆိုရင်ကျမတို့ကျမ Facebook Messenger ကနေ hi ဆိုကျမတို့က တယ်လီဖုန်းကြားတယ်လေရုံးဖုန်းကြားတယ်လေရုံးဖုန်းကြားတဲ့ခါကျတော့လေမနေ့မိုးလင်းစီဆိုလေနင်းနင်းညာညာအဲ့ရုံးဖုန်းကိုဆက်တာသိလားအော်ဒီတိုင်းဆဲတော့တမျိုးပေါ့လေနောက်တစ်ခါလေဘာဆိုးလဲဆိုတော့လေအေးအလိုအလိုအတန်ဝဲဝဲတွေနဲ့ရောဘာတွေနဲ့ရောသိလားအဲ့ဒါနဲ့ဒီဖုန်းနံပါတ်ကိုလည်းထည့်ပေးထားလို့မလို့လေဟိုဂရုဒီဂရုတွေထဲမှာသိလားခေါ်လို့ရတယ်ဆိုပြီးတော့မှာတဲ့ကျမတတ်ပုံနဲ့တဲ့သိလားခေါ်နော်မီလေးနော် ခေါ်လို့ရတယ်ဆိုပြီးတော့မှာတဲ့ဓာတ်ပုံနဲ့တဲ့အဲ့ဒါတင်ထားတာမလို့တဲ့ခေါ်ခြင်းလို့တဲ့သိလားခေါ်ခြင်းလို့တဲ့ဆိုပြီးအဲ့ဒီဖုန်းလေးနဲ့ဆက်တာ အဲ့လိုမျိုးတွေဆိုတော့လူတွေဟာလေတယောက်နဲ့တယောက်နဲ့မကြိုက်ပိုင်ခွင့်ရှိတယ်လူတွေဟာတယောက်နဲ့တယောက်နဲ့ကျွန်တော်တို့သဘောမချပိုင်ခွင့်ရှိတယ်ယုံမာပိုင်ခွင့်တော့မရှိဘူးเนาะဒါကြတော့ယုံမာတာခေါ်သွားပြီလေနော်ယုံမာတာခေါ်သွားပြီဒါကကျမကိုမကြိုက်လို့သဘောကရက်တီချက်ချင်းမတူဘူးအကြိုက်ချင်းမတူဘူးလို့ထင်နေဆိုရင်ကျမတို့ဒီဘိတ်လုပ်လို့ရတယ်ဆွေးနွေးလို့ရတယ်နင်ဘာကြောင့်မကြိုက်ဘူးလဲငါကတော့ဘာကြောင့်ကြိုက်တယ်နင်ကဘာဖြစ်လို့လဲငါကဘာဖြစ်လို့လဲဒီလိုမျိုးပြောလို့ရတယ်လေကျမတို့ဒါကြတော့ အမောင်နီးလန်းနဲ့ယုတ်လာတာပေါ့เนาะအဲ့တော့အဲ့ဒီဇမဓာတ်ပုံနေနဲ့အဲ့လိုမျိုးအဲ့ဒီအဲ့ဒီအဲ့ဒီသူတို့ရဲ့ဒီ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  pawn page တွေမှာလေအဲ့လိုမျိုးတွေမှာသွားပြီးတော့မှတင်နေဓာတ်ပုံနေနဲ့တင်နေတင်ပြီးသွားလို့ရှိရင်ဖုန်းနံပါတ်တွေထည့်နေဖုန်းနံပါတ်လည်းကျွန်မယုံဖုန်းပေါ့เนาะကျွန်မယုံဖုန်းအဲ့ဒီ messenger မှာယုံဖုန်းကကျွန်မတို့ကချထားရတယ်လေ messenger မှာအဲ့ဒီ messenger ယုံဖုန်းကိုအဲ့ဒါအာထည့်ထားတယ်ထည့်ထားတော့ခါကျတော့အဲ့မှာလေဆက်ကြတာဆက်ကြတာဆက်ကြတာသိလားမနဲ့မိုးလင်းပြီဆိုလေနောက်ဆုံးလေကျွန်မတို့လည်းလေ ဟိုစမပြောနိုင်တော့လို့တယ်လီဖုန်းမှာပိတ်ထားလိုက်ရတယ်ယုံဖုန်းလေးเนาะယုံဖုန်းတယ်လီဖုန်းပိတ်ထားလိုက်ရတယ်ဆိုတော့ရုံမာတာပေါ့เนาะအဲ့လိုမျိုးလေးတွေရှိတယ်အခုလဲဒီလိုပဲဒါရုံမာတယ်ခေါ်တာပေါ့ကျမကတော့ဘာမှမဖြစ်သွားဘူးသိလားကျမကတော့ဘာမှမဖြစ်သွားဘူးဒါကျမကိုတနိုင်ငံလုံး အများစုကတိနေပြီးသားเนาะအများစုကတိနေပြီးသားဆိုတော့အခုဒီမှာဒါညကြမှာမျိုးသားနဲ့နှစ်ယောက်ပြောမလို့ပါပဲဒါပေမဲ့အခုဒီမှာပြောပြတာဒီမှာဒါဆိုရင်ဒီဒီဗီဒီယိုဖိုင်ဆိုရင်အားလုံးအများသိထားပြီးသားဗီဒီယိုဖိုင်ဒါကျွန်မဘန်ကောက်အိမ်ကရေကူးကန်ထဲမှာဒါကျွန်မတို့เนาะရေနယ်ထဲကိုဆွဲလို့ဆိုပြီးတော့မှဒါပြောတဲ့ဗီဒီယိုဖိုင်အကုန်လုံးကျွန်မ TikTok ပေးရိတ်သက်တည်းရောကျွန်မတို့ Facebook ကပေးရိတ်သက်တည်းရောတီးပြီးသားမြင်ဘူးပြီးသားဗီဒီယိုဖိုင်နောက်တစ်ခါဒါဒီကျွန်မရဲ့အမျိုးသားကျွန်မတို့လင်မယားဆိုတာလဲဒါတနိုင်ငံလုံးကသိနေပြီးသားเนาะဆိုတော့ ောက်ရေးထားတဲ့စာကဘာရေးထားသလဲဆိုတော့လောပန်းမအလိုလိုက်နိုင်မှအလုတ်လာအပ်ပါတဲ့အစင်ဝယ်စားမဲ့မမတွေအစင်သိရှိပါတယ်တဲ့တင်ထားတဲ့သူကနန်းခမ်းမွေတဲ့စပွန်ဆာတဲ့ဆိုပြီးတော့မှဒီအမျိုးသမီးကတင်ထားတယ်နော်အဲ့မှာ define နောက်ထပ် define ရှိသေးတယ်နောက်ထပ် define ကဒီမှာကျမဒါဒူးရင်းသီးစားတဲ့ video file ိမ်မှာကျမတို့အိမ်ခန်းထဲမှာเนาะကျမမောင်နဲ့တွင်းနီးစားတဲ့ဗီဒီယိုဖိုင်ကျမကျမပုံဒါလည်းအစင်ပြောင်းချိတ်ပေးပါလေတဲ့အလုတ်လာအပ်လို့ရပါလေတဲ့နောက်တစ်ဖိုင်โอเคเนาะတခါနောက်အိမ်နန်းခမ်းမွေပဲနန်းခမ်းမွေပဲတင်တာဒါဟိုတနေ့ကအနေခမ်းမှာဂေါဂေါနဲ့အိတ်တယ်ဆိုပြီးတော့မှပြောတဲ့ဗီဒီယိုဖိုင်เนาะအိမ်ပြန်ရောက်တော့ဒါဂေါဂေါနဲ့အိတ်တာဆိုပြီးပြောတဲ့ဗီဒီယိုဖိုင်အဲ့ဒီမှာဘာပြောလဲဆိုတော့အလုတ်အပ်ပေးဖြစ်ခဲ့တာလေးပါတဲ့ရန်ကုန်အချိန်ပိုင်းလူထက်ခေါ်ပါမယ်တဲ့ ည8:3သိန်းနဲ့ရမယ်တဲ့ဆိုပြီးတော့မှဒီမှာဒါလင်းဒီဗီဒီယိုဖိုင်လေး၃ဖိုင်ကျွန်မနဲ့ပတ်သက်တယ်ကျွန်မအောက်တီတော့ဆွဲမကြည့်တော့မသိဘူးကျန်တဲ့ဗီဒီယိုဖိုင်လေးရှိသေးလားမရှိသေးလားတော့ဒါပေမဲ့ကျမကဘာဖြစ်တယ်လဲဆိုတော့ကျမကဘာမှမဖြစ်ဘူးကျမပြက်တနာမရှိဘူးကျမကလူတိပြီးသားနော်ကျမကလူတိပြီးသားကျမကပြက်တနာမရှိဘူးဒါကျမကလင်းမယားဆိုတာလူတိတယ်ဒီမှာသူများပုံနေ ဒါဆိုဒီအမျိုးသမီးတွေသိမှာမဟုတ်ဘူးနော်ဒီအမျိုးသမီးတွေသိမှာမဟုတ်ဘူးဒီအမျိုးသမီးတွေပုံနေနစ်နာတယ်ဒါဆိုရင်ဒီတိုင်းတာမန်အပြင်ကအရက်သူအမျိုးသမီးတယောက်ရဲ့ပုံနေဆိုရင်တော့ဒီအမျိုးသမီးတွေဟာနစ်နာမှုတွေရှိတယ်နော်ဆိုတော့ကဲဒီမှာဆိုအများကြီးပဲဒါအမကြီးတွေပုံနေပေါ့လေဒါသူတို့တငယ်ချင်းတွေနဲ့ပုံနေဒီမှာနောက်တစ်ခုဆိုတော်တော်ဆိုးဆိုး single mom နေအဲဒီမှာမုံဆိုးမတွေ single mom နေအဲဘလို့တွေမုံဆိုးမဆိုလိုချင်ရမယ် single mom sugar mommy ရမယ်ဆိုပြီးဒီမှာဒါလည်းအမကြီးတွေပုံဒါလည်းတငယ်ချင်းတွေဒါသူတို့ကသူတို့ရိုက်ထားတဲ့ TikTok ကဗီဒီယိုဖိုင်တွေကို ကိုယူပြီးတော့မှတင်တာဆိုတော့ဒီလိုအမျိုးသမီးတွေဆိုရင်နစ်နာမှုတွေရှိတယ်เนาะဆိုတော့နန်းခမ်းမွေတဲ့ sponsor အဲ့တော့ ကြက်တခါတလေကြရင်ဆိုရှယ်မီဒီယာကလည်းခတ်တော့ခတ်သားလာเนาะအဲ့လိုမျိုးတွေရဲ့ဟာတွေဆိုလို့ရှိရင်เนาะဒီမှာဒါဆိုလဲဒီလိုပဲဒါလင်းများသူ့အသူရိုက်ထားတာဖြစ်မယ်ခွင်တောင်းပြီးတော့လည်းတင်လိုက်ပါတယ်တဲ့အချိန်မိုင်းနဲ့လှုပ်ချင်တဲ့မောင်လေးတွေထပ်ခေါ်ပါမယ်ဂျင်းမချဲ့ပါတယ်ယုံကြည်စွာလက်တွဲလို့ရပါတယ်ဒါဆိုသူ့အသူဒါသာလင်းများသူ့အသူကော်ပိုရိတ်သူ့အသူတင်ထားတဲ့ဗီဒီယိုဖိုင်တွေเนาะအဲ့ဒါတွေကိုယူပြီးဒီလိုစာတန်းနေနဲ့ထိုးတာဒီဒါသူတို့တွေဆိုရင်လူမသိဘူးလူမသိတာဖြစ်တဲ့အတွက်ကြောင့်မလို့ဂုံသိခါပိုင်းအရာ နစ်နာတယ်။ကျမကတော့ပြဿနာမရှိဘူး။ကျမကနစ်နာမနစ်နာဘူး။မနစ်နာဘူးဆိုတာကတော့မသိတဲ့သူကသူကသူကြိုက်တယ်လို့ထင်နေပေမယ့်ကျမဒီအာဒါကျမတို့နိုင်ငံမှာကျမတို့အများစုတော့ဒီကျမဘာသူလဲဆိုတာသိတယ်လေနော်။ကျမဘာသူလဲ။ကျမမျိုးသားဘာသူကျမဘာသူဆိုတဲ့ပုံရိပ်ကိုသိလာဖြစ်တဲ့အတွက်ကြောင့်မလို့ပြဿနာမရှိဘူး။နော်ပြဿနာမရှိဘူး။အဲဒါပေမဲ့ ကျန်တဲ့အမျိုးသမီးတွေအနေနဲ့ကတော့နစ်နာတယ်ဆိုတော့ဒီ social media ကလည်းအဲ့လိုမျိုးတွေကြတော့ခွင့်ပြုတယ်ကျွန်တော်တို့ဒီမှာရိုးရိုးတာမန်ဘာညာတာရကာဆိုလို့ရှိရင်ဘန်းရတာနဲ့ဘလော့ရတာနဲ့အကောင့်ကြီးဖျက်ချပြရတာနဲ့ဆိုတော့ ဆိုတော့ဆိုတယ်နော်အဲ့တော့လေဟိုဆိုရှယ်မီဒီယာသုံးတဲ့ဒါအမျိုးကောင်းသမီးလေးတွေလည်းဒါ TikTok တွေရောပေါ့လေတတိထားပြီးတော့သုံးကိုကတော့ဘာရင်မဟုတ်ဘူးနည်းနည်းလေးပုံလေးတွေဆိုရင်အဲ့လိုလေးတွေယူပြီးတော့မှလောက်ကြတဲ့ခါကျတော့ဂုံတိတ်ခါအရာထိကြိုက်တယ်နော်ဆိုတော့အရန်ဆိုးတာပဲအရန်ဆိုးတာပဲသိလားကျမကတော့ဘာဖြစ်လဲဆိုတော့ကျမဘာမှမဖြစ်ကျမဒီတဲ့ဆိုးတာတွေတောင်ကျမကြုံဘူးတယ်ကျမခုနပြောသလိုမျိုးပေါ့ကျမက phone page တွေမှာသွားတင်ပြီးတော့မှဖုန်းနံပါတ်တွေထည့်တယ်အဲ့တော့ကဒီလောက်လဲလူမသိသေးတဲ့ခါကျတော့လေအဲအဲ့တော့ဓာတ်ပုံလေးနဲ့တင်ထားပြီး ော့မှတခါတည်းကျမ personal account တွေကနေဓာတ်ပုံတွေလာယူတင်နေတယ်လီဖုန်းရုံးဖုန်းနံပါတ်ကြီးထည့်တယ်ဖုန်းတွေဆက်တယ်ခေါ်ကျင်လို့ပါဘယ်လောက်ပေးအောင်လဲဘယ်လောက်ပေးအောင်လဲဘယ်လိုဖြစ်တယ်ညာလိုဖြစ်တယ်နဲ့ဆိုတော့ဒါတွေကကျမတို့တွေကကြုံခဲ့ပြီးသားဆိုတော့ကျမတို့တော့ကတော့ကိစ္စမရှိဘူးเนาะနောက်တစ်ခါဘလုံးမှလည်းမနေဘူးကျမတို့ကတော့ဒီဟာဖြစ်ရုံးဖြစ်စင်ပဲတကယ်ဒီလိုလူမျိုးတွေဒါရုပ်မှကျင်လို့မလို့မှတက်တက်လို့တာဆိုဒါပေမဲ့တာမန်အရက်သူအမျိုးသမီးတွေဖွာတော့နစ်နာမှုတွေရှိတယ်เนาะဆိုတဲ့ခါကျတော့မကားမှုเนาะစိုးတယ်เนาะအဲ့ဒါသွားပြီးတော့မှနည်းနည်းပေါ့ပါစွန်ကြီးလောင်းနေတဲ့သူများအမှနန်းခမ်းမွေးတယ် ရိုက်ပြီးတော့မှရှာကြည့်တိလိုက်နော်ဒါပေမဲ့မနေ့ကတော့ကျမရဲ့ admin နေရောကျမပရိသတ်တချို့တွေသွားပြီး comment တွေရေးတာဒီနေ့မနေ့ဘာ comment မှမရှိတော့ဖြတ်ပလိုက်ပြီသူတို့နော်သူတို့ comment တွေပဲရှိတယ်ဆိုတော့အဲ့လိုတော့ရှိတယ်နော်ဆိုးတယ်နော်အေး TikTok တွေ Facebook တွေမှာပတ်စံတွေအရန်ပေးတယ်ပတ်စံတွေပေါ်လေ monetization လောက်ရှောက်ပြီးတော့မှပတ်စံတွေရတယ်လို့ဆိုပြီးဖြစ်တဲ့အချိန်မှာလူတွေကလေအာ reach တွေရဖို့ view တွေရဖို့အာခုန react တွေရဖို့ comment တွေရဖို့ဒါတွေကိုဥတီလာကြတယ်เนาะ media တွေလည်းဒီလိုပဲအဲကျွန်တော်တို့အာဒီ personal account တွေမှာလည်းဒီလိုပဲအဲ့တော့ဘာဖြစ်လာလဲဆိုလို့ရှိရင်အခုဆိုရင် reaction လုပ်တယ်ဆိုတဲ့ဟာအရန်ခက်စားလာတယ်ဒီဥမာကျွန်တော် video file တစ်ခုကိုပြောလိုက်မယ်ဆိုပါစို့ကျွန်တော် video file တစ်ခုကပေါက်သွားတယ်ဆိုပါစို့ဒါဆိုရင်တို့အဲ့ video file ကိုယူလိုက်တယ်ယူပြီးတော့ကျွန်တော် video file ကိုဖြန့်ပြမယ် ဖွင့်ပြပြင်ဒီအမပြင်ဝန်တာကတော့အဲဆိုပြီးတော့မှသူကပင်းသက်ရဲ့အခြေအနေအနေထားကိုကြည့်ပြီးတော့မှကျမကိုမုံအောင်ပြောရင်လည်းမုံအောင်ပြောတယ်ကျမနဲ့သဘောထားကွဲလွဲတဲ့ဟာမျိုးတို့လုပ်မယ်အဲကျမကိုဟာဖြစ်တယ်ဆိုလဲကျမကိုထောက်ခံတဲ့ဟာမျိုးတို့လုပ်မယ်ငဲသိလားအဲ့လိုမျိုးလုပ်ပြီးတော့မှ reaction လုပ်တယ်ဆိုပြီးတော့မှလုပ်တယ်ဒါကသူတို့ရဲ့ကိုယ်ရေးကိုယ်သွေး ability နဲ့ရတာမဟုတ်ဘူးလေသူများရဲ့အဲဟောပြောချက်တင်သူများရဲ့ပြောဆိုမှုတင်အဲသူများရဲ့ အရင်အောက်ကနေတို့ယူတာတချို့ဆိုဘာမှတော့ reaction လုပ်တယ်သာဆိုရဲတို့ရဲ့သဘောထားတော့တို့ဘာမှမပြောဒီအမပြောထားတာနဲ့နေဒီအမပြောထားတယ်နဲ့ကျွန်မအဲ့ဒါကြောင့်မဟုတ်တနည်းအမြင်ကတ်လို့မလို့လေကျွန်မအဲ့ reaction လုပ်တဲ့သူတရားအောက်မှာဝင်ရေးလိုက်တယ်ဒီအမဒီအမနဲ့ပြောရအောင်ငါ့မှာနာမည်ရှိရငါ့နာမည်ခေါ်ပြီးရေးစမ်းလို့ဟုတ်လား ငါနာမည်ခေါ်ပြီးရေးစမ်းလို့ငါနာမည်ခေါ်ပြီးပြောစမ်းလို့နင်တို့ကဒီငါကိုလည်း reaction လုပ်ပေးရဒီအမကတော့ဟိုအမကတော့ဆိုတာလို့နော်ဆိုတော့အဲ့လောက်အစင်တန်းနေမနေကြစမ်းပါနဲ့တော့မအယ်မွန်သင်ပြောတာကတော့နော် anti almond သင်ပြောတာကတော့ပြောလीဟုတ်တယ်လားဆိုတော့ဟိုအမကတော့ဒီအမကတော့ ਨੇ ဆိုတဲ့ခါကြတော့လို့နင်းနေနေသူ့ကိုမိပြီးတော့လဲပတ်ဆက်ရှာစားသေးတယ်သူ့ကိုလည်းနင်းနေလေး respect လေးတော့ရှိမှဖြစ်မှာပေါ့လို့ဆိုအခုကအဲ့လိုတွေဖြစ်တာ အဲ့လိုတွေဖြစ်တဲ့ခါကျတော့လူတွေကလေလွယ်လွယ်ကူကူနဲ့ကိုယ့်ရဲ့ကိုယ်ရည်ကိုယ်သွေးနဲ့အဲစ조사အထုတ်ပြီးတော့မှမလုတော့ဘူးမလုတော့ဘဲနဲ့အဲ့သူများကိုပဲလေသူများရဲ့ဟာတွေကိုပဲလိုက်ယူပြီးတော့မှအဲ့လိုမျိုးတွေရှာစားကြတာပေါ့နော်ဆိုတော့ TikTok မှာဆိုလူငယ်တွေအများကြီးရှိတယ်ကျမသဘောကျတဲ့လူငယ်တွေအများကြီးရှိတယ်သူတို့ကသူတို့လေဖောက်ပြီးတော့မှသူတို့ကသူတို့လုံနေရလေဆိုကျွန်တော်တို့ဆိုသဘောကျပြီးကြည့်ရတယ်ကျမသဘောကျတာဆိုရှိတယ်အခုဒီရဲ့ဘိုင်းဆိုကျမကြည့်ပြနေတာသဘောကျတာဆိုလေမဲမဲတို့ခေါခေါတို့ အဲနောက်တစ်ခါတို့တအုပ်စုတယ်ဝိုင်းလားဝုန်းလားအဲအဲ့အဲ့ဒါအဲ့ဒါနော်ဟိုတို့တို့တအုပ်စုတယ်ကျွန်မတို့ဘာလေးကိုသတိထားကြည့်နေလဲဆိုတော့အပေါ်ကရင်ဘိုးအင်းကြီးအောက်ကကတော့မောင်းမိနေစင်တူစင်တူကျွန်မတို့ခါလေးသဘောရအောင်ကြာဟေးမင်းကလေးအစ်စ်တည်နေတာဟုတ်လို့တို့ကလို့ ဟို LGBT ဆိုတဲ့သူတွေကသူက main ကလေးထက်သူကတာတယ်လေအရက်အမောင်းကတာနေပြီးသားလေနော်ဆိုတော့ဟိုကျမတို့ main ကလေးဆိုများတော့အပြန်ကြပူတယ် LGBT လေးတွေ main မပုံစံဝတ်တယ်ဆိုပိုလှတယ်လေသူကဘာဖြစ်ဆိုအရက်အမောင်းနေရှိတာဟုတ်ဆိုတော့ bike ကလေးတွေကလည်းချက်လို့ကလုံးလေးတွေကလည်းပါပါရရလေးတွေနဲ့အော်ငါတို့ main မတွေမြန်ဝတ်တယ်ဆိုရင်တော့ bike တွေအရှိမတထောင်လောက်စူထွက်နေမယ်လို့အော်သူတို့ကြည့်တော့ကြည်စမ်းမအောင်ပွားရင်မုံအင်ကြီးလေးနဲ့အောက်ကကတ်တုံးပေါင်းမီလေးတွေနဲ့အဟုတ်လို့ဆို ကျွန်မသဘောတွေကိုကြားလို့ဒီလိုကြည့်တာဒါဆိုသူတို့ဆိုလေသူတို့ကသူတို့ဒီ content နေခုနပြောတဲ့ script တွေเนาะခုနကဇလန်းဇညုံးမော်လေเนาะဒီရိုက်မဲ့ဟာရင်ဟာရင်အဲသူတို့ကသူတို့စဉ်းစားပြီးတော့မှသူတို့ကသူတို့တီထွင်ကြံစပြီးတော့မှလောက်ကြတယ်เนาะတော်တယ်လीเนาะဟိုနောက်တစ်ခါဒီဘက်ကဟိုဘက်ကဆိုရင်မွန်းညူတို့ဟုတ်တယ်လားဒါဆိုဒါအရန်တော်ကြတဲ့သူတွေအရန်တော်ကြတဲ့သူတွေသူတို့တွေလေနောက်တစ်ခါအောင်ရင်ကျော်တို့ဟုတ်တယ်လားဆိုတော့ တခုခုစကားလေးတခွန်တို့ရတို့လေးပြောလိုက်တယ်ပောက်သွားတယ်ဟဲ့ဒီလိုမျိုးလေးလीเนาะဒါဆိုတော်တဲ့လူငယ်တွေပေါ့သူများကိုတို့ဟိုစာမဖြစ်ဘူးတို့ကတို့ပဲတို့အတွေးနဲ့တို့သွေးခေါ်မှုနဲ့တို့လုံကြတဲ့လူငယ်တွေဟဲ့တချို့ကကြတော့မဟုတ်ဘူးသိလားအဲ့ဒီ reaction လုတ်တယ် reaction လုတ်တယ်ဆိုပြီးသူများဗီဒီယိုဖိုင်ဖွင့်ဖွင့်ပြပြီးတော့မှလုတ်တာတွေမလုတ်တာမှလည်းမသိဘူးเนาะသိလားပြီးရင်တို့ကလေသူတော်ကအဲ့ reaction လုတ်တဲ့သူကသူတော်က reaction အလုတ်ခံရတဲ့သူကအစဲခံရတာသိလားเนาะအာတို့ရဲ့အာပေါ်မှာလीတို့ရဲ့ဘယ်လိုခေါ်မလဲ အဲ caption တွေပေါ်မှာလူတွေကလိုက်ပြီးတော့မှရောင်းတာတိလားသူတို့ caption ကကိုကိုခုနလိုစိုးဝါးစီတဲ့ဟာမျိုးဆိုအောက်က comment တွေကလည်းအစိုးရကြီးပဲအဲသူတို့ caption ကကိုဘက်ကိုတာတာဆောင်းဆောင်းဆိုအဲအောက်ကလည်းဒီလိုမျိုးဆိုအဲလိုမျိုးလေးတွေရှိတယ်เนาะဆိုတော့လေအဲ့ဒါအဲ့ဒါ monetization နဲ့ Facebook ကနေပတ်စံပေးတယ်ဆိုတဲ့နောက်ပိုင်းမှာဇာတိတာတွေတော်တော်များများပြက်ပြားလာတာပဲသူများရဲ့အဲဂုံတိတ်ခါသူများရဲ့အဲ ဘယ်လိုခေါ်မလဲ personal တွေကိုအတင်းကိုယူပြီးတော့မှလင်းလွတ်လပ်စွာပေါ့အဲ့တော့ခုနက PNB Media Group ကပြောတယ်လို့မျိုးပေါ့ဟိုဥစားသွားပြီးတော့မှဒါကိုတိုင်ကြားလीဆိုလို့ရှိရင်မြန်မာပြည်မှာအဲ့လောက်လွယ်လွယ်ကူကူနဲ့အေးအေးယူပေးလို့ရှိလို့ရှိရင်ဒီလိုကိစ္စမျိုးတွေမဖြစ်ဘူးမလွယ်ကူဘူးအဲ့လောက်နော် တိုင်လိုက်ရင်ဟာဒီလိုမျိုးဖြစ်လို့တိုင်လိုက်ရင်ဆိုတော့အဲ့ဒီဥပဒေရတိဒီလောက်အသက်မဝင်သေးဘူးလွယ်လွယ်ကူကူနဲ့တိုင်လို့မရဘူးလွယ်လွယ်ကူကူနဲ့အရေးယူမပေးသေးဘူးအထက်ကချမှတ်ထားတဲ့အမိန့်တွေကတော့အရန်ကောင်းတယ်နော်အာတခါတည်းဥပဒေအရန်ကြီးကောင်းတယ်ဒါပေမဲ့အောက်ခြေမှာအလောက်မလွယ်ကူသေးဘူးဒါအမှန်တရားပဲနော်ကျမတို့အောက်ခြေမှာဒီကျမတို့ပြတ်တတ်မှတ်ပြောင်းထန်းထားတဲ့ပြောင်းထန်းချက်တွေအတိုင်းကျမတို့ပြည်သူတွေလုပ်လို့မရသေးဘူး မရရှိသေးဘူးရရှိခံစားလို့မရသေးဘူးအမျိုးမျိုးသောအဆင့်ဆင့်တွေရဲ့ကြစ်တာတွေရစ်တာတွေကိုခံနေရစေအဲ့တော့လွယ်လွယ်ကူကူနဲ့တိုင်လို့မရဘူးလွယ်လွယ်ကူကူနဲ့ ကျမတို့ကအေးယူလို့မရဘူးအဲ့လိုတွေကဖြစ်သေးတယ်သီလားတဖန်ကိုကတိုင်လိုက်ခါမှာကိုကအေးယူလိုက်ခါမှာကိုကတဖန်ပြန်ပြီးတော့မှအမလီဟိုပြန်ခံရတဲ့ကိစ္စမျိုးတွေကလည်းရှိသေးတယ်အဲ့လိုမျိုးတွေရှိသေးတယ်နော်ဆိုတော့ဆိုးတယ်အဲ့ဒါလေးကိုပြောပြတာနော်အဲ့တော့ monetization ရတဲ့နောက်မှာအဲ့ဒီ Facebook လောကကြီးကအဲ့လိုတွေဖြစ်သွားတယ် TikTok လောကကြီးကလည်းအဲ့လိုတွေဖြစ်သွားတယ်နော်ဆိုးတယ်နော်အဲ့လိုမျိုး